စင်ကာပူမှာလက်တလောတည်ဆောက်နေတဲ့ဒေါ်လာ15ဘီလီယံတန်စိတ်ကမ်းကြီးနဲ့နောက်ွယ်ကကြောက်စရာအကြောင်းရင်းများစင်ကာပူစိတ်ကမ်းဟာကမ္ဘာပေါ်မှာအလုံအများဆုံးစိတ်ကမ်းတွေထဲကတစ်ခုဖြစ်ပြီးရေကြောင်းလုပ်ငန်းအောင်မြင်မှုကြောင့်စင်ကာပူဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်လာပါတယ်ထိတ်ဆိုးမှာတော့ဆက်ရှိနေဖို့အတွက်သူတို့ဟာပို့ပြီးတော့တွန်းအားပေးနေပါတယ်ဒီစိတ်ကမ်းဟာမြေဖို့ပြီးတိဆောက်ထားတာဖြစ်ပြီးတော့အလုံကြီးမှာပါတယ်ဒါပြင်အစိမ့်မီနီးပညာရဲ့ရောက်ရုံကန်ထဲမှာတက်တောင်တက်တာထိုင်နေတဲ့လူတွေရဲ့လက်ညှိုးမှုနဲ့စက်တွေကပဲလုံးဝလဲပတ်နေတာပါ။ ဒီစိတ်ကန်းဟာတမန်တလျှောက်တခြားဘယ်စိတ်ကန်းထက်မဆိုကုန်စီတွေကိုပုံမကင်တွင်အောင်ရည်ရွယ်ပြီးတော့တိစောက်ထားတာကြောင့်အလွန်ရည်မှန်းချက်ကြီးမာပါတယ်။ Duas Mega စိတ်ကန်းဟာကမ္ဘာကုန်သွယ်ရေးအနာဂတ်ကိုထိုးသွင်းဖောက်မြင်နိုင်တဲ့အခွင့်အရေးတစ်ခုလား။မင်္ဂလာပါ။ဗကန် Entertainment Channel ကနေပြန်လည်ကြိုဆိုပါတယ်။စင်ကာပူကဒီကနေ့ခေတ်ကုန်သွယ်ရေးပို့ဟိုချက်ဘလို့ဖြစ်လာခဲ့လဲဆိုတာနဲ့ Duas စိတ်ကန်းကသူ့ရဲ့အနာဂတ်ကိုဘလို့လုံခြုံစေမလဲလေ့လာကြရအောင်ပါ။စင်ကာပူစိတ်ကန်းရဲ့တမိုင်းကြောင့်အရင်ဆုံးကျွန်တော်တို့19ရာစုကိုပြန်သွားကြရအောင်ပါ။ အဲ့ဒီအချိန်ကစင်ကာပူကိုဗြိတိရှားတွေကအုပ်ချုပ်နေတာပါအဲ့ဒီအချိန်တုန်းကတော့မှဗြိတိရှားတွေကဒီနေရာဟာကုန်သွယ်ရေးစခန်းတစ်ခုတည်ထောင်ဖို့အကောင်းဆုံးနေရာလို့ယူဆခဲ့ကြပြီးသူတို့ရဲ့ယူဆချက်မှန်ကန်ခဲ့ပါတယ်ဒါဗြိတိရှားတွေရဲ့ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်အဲ့ဒီတုန်းကတရုတ်ရေလဲကြားလို့လူသိများတဲ့နေရာနဲ့ကောင်းစွာတည်ရှိခဲ့ပါတယ်စင်ကာပူမှာသူ့အတွက်ကောင်းတဲ့ချက်တစ်ခုရှိခဲ့ပါတယ်ပြည်ပြည်စုံတဲ့သဘာဝစိတ်ကမ်းမှာ1869ခုနှစ်မှာ စုဝတ်တူမြောက်ဖွင့်လှစ်လိုက်တဲ့အခါမှာစင်ကာပူစေကဟာတကယ်ကိုပဲစတင်ဖွင့်ပြလာပြီးအရှေ့တိုင်းစီကိုပိုမိုတူတောင်းတဲ့လမ်းကြောင်းကိုအသုံးပြုတဲ့ကုန်သွေးအသင်းမော်တွေပုံများလာခဲ့ပါတယ်။လွတ်လပ်ရေးနဲ့စီးပွားရေးတိုးတက်မှု1963ခုနှစ်မှာစင်ကာပူဟာဗီတင်ကနေလွတ်လပ်ရေးကြေညာခဲ့ပြီးအိန္ဒိယနိုင်ငံမလေးရှားရဲ့ဒစိတပိုင်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီပူပေါင်းမှုဟာနိုင်ငံတကူကြာစီးပွားရေးနဲ့နိုင်ငံရေးကွာခြားချက်တွေကြောင့်နှစ်နှစ်ပဲကြာမြင့်ခဲ့ပါတယ်။စင်ကာပူဟာ1965ခုနှစ်မှာလွတ်လပ်တဲ့နိုင်ငံဖြစ်နေရည်တည်ခဲ့ပါတယ်။ ပြည်ထောင်ဩဇာလွှမ်းမိုးမှုကစင်ကာပူကိုဩဇာကြီးမာတဲ့ရေချောင်းကုန်သွယ်ဖို့ဟူပြင်းတဲ့လူတီများစေခဲ့တာတေချာပေးမယ်။လွတ်လည်စီဥတီခဲ့တဲ့ဒီလှုပ်ရှားမှုကစင်ကာပူကိုတင်မော့တင်ပို့မှုနဲ့တည်ယူပို့ဆောင်ရေးမှာဥဆောင်သူဖြစ်တဲ့လှိမ့်မြန်စွာတိုးတက်စေခဲ့ပါတယ်။ကမ္ဘာလုံးများဆုံးစိတ်ကန်း1980ပြည့်လွန်နှစ်တွေကမှစင်ကာပူကကမ္ဘာပေါ်မှာတနိဒာစီးပွားရေးတိုးတက်မှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။1986ခုနှစ်ကစပြီးတင်မော့တင်ကုန်တန်ခြင်းရောင်းကမ္ဘာတဝက်မှာအလုံးများဆုံးစိတ်ကန်းဖြစ်လာပြီးတနေ့ကိုပြင်းပြတင်မောပေါင်းတသိန်းလေးတော့ဖြတ်တန်းသွားလာပါတယ် တေကဘူမှာမြင်းနဲ့တဘာဝတန်ရစာတာတွေနေပါတာကြောင့်သူတို့ရဲ့စီးပွားရေးကိုဆက်လက်လှုပ်ဆောင်ဖို့တခြားနိုင်ငံများပြားမိခိုနေရတဲ့အရာနှစ်ခုဟာစင်ကာပူမှာမရှိပါဘူး။ဒါကြောင့်နိုင်ငံကသူတို့ရဲ့ရေကြောင်းလုပ်ငန်းအောင်မြင်ဖို့နဲ့ကြီးထွားဖို့လိုအပ်ပါတယ်။ဒါကြောင့်မဲသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်နေတဲ့စိတ်ကမ်းပြင်စင်ကာပူမှာအခွန်နေပါတာနဲ့အရင်းနှီးကန့်သတ်ချက်အနည်းဆုံးဖြစ်တာလို့မူဝါဒတွေရှိနေပြီးကမ္ဘာတစ်ဝန်းကပတ်ဆိုင်ရှိတဲ့လူတွေကိုဆွဲဆောင်နေပါတယ်။ ဒီကနေ့စင်ကာပူဟာကမ္ဘာပေါ်မှာအချမ်းသာသောနိုင်ငံတွေထဲကတစ်ခုဖြစ်ပြီးဒါတွေအားလုံးဟာသူတို့ရဲ့တီးပွားရေးလွတ်လပ်မှုနဲ့ပြည်ပြေဆုံးစွာတည်ရှိနေတဲ့စိတ်ကမ်းကြောင်းဖြစ်ပါတယ်။အခုတော့နိုင်ငံဟာနောက်တစ်ခေတ်ကိုဝင်ရောက်ဖို့နဲ့သူတို့ရဲ့ရေချမ်းကုန်သွယ်ရေးစမ်းဆောင်ရည်တွေကိုမြင့်တင်ဖို့အတွက်အနာဂတ်ရဲ့စိတ်ကမ်းဖြစ်တဲ့ 2S Mega စိတ်ကမ်းကိုတည်ဆောက်နေပါတယ်။ 2S Mega Sega စီမံကိန်းအစီအမံ2015ခုနှစ်မှာဒီမဂါစီမံကိန်းမစတင်ခင်ကစင်ကာပူစိတ်ကဲဟာဂိတ်တွေနဲ့အဆောက်အအုံတွေအများပြားနဲ့ဖွဲ့စည်းထားတာပါဒီဂိတ်တွေထဲမှာ Jurong စိတ်ကံ Pasian Panchen Gate ကပ်ပယ်စိတ်ကန်နဲ့တန်ကြောင်ပန်ကာဂိတ်တို့ပါဝင်နေပါတယ်။ဒါပေမဲ့လည်းတူဝက်စိတ်ကန်စီမံကိန်းကဒါကိုစင်ကာပူရဲ့တခုတီသောကွန်တေနာတင်မောတင်ဖို့စိတ်ကန်ဖြစ်အောင်ရည်ရွယ်ထားပြီးသူတို့ရဲ့ပြောဆိုစကားအရဆိုရင်ကမ္ဘာပေါ်မှာအကြီးဆုံးလုံဝအလိုလျောက်ခဲ့ဖြစ်ပါတယ်။ဒီမက်ကစိတ်ကန်ရဲ့ဆောက်လုပ်ရေးလေပတ်မှုကိုအဆင့်၄ဆင့်ခွဲခြားနိုင်ပြီးအများဆုံးကတစ်ခုနဲ့တစ်ခုထင်နေပါတယ်။ပထမဆုံးကို2015ခုနှစ်မှာစတင်ခဲ့ပြီးစိတ်ကဲရဲ့လှူရှာမှုအားလုံးကိုချိတ်ဆက်ဖို့မြေဖို့လုပ်ငန်းတွေအများကြီးပါဝင်ခဲ့ပါတယ် မိုနာကိုနိုင်ငံထက်တာမှပူကြီးတဲ့မြေဖို့လုပ်ငန်းတွေကြောင်းပြောနေတာပါဒီအဆင့်တွေ8.5ကီလိုမီတာကျော်ရှိတဲ့ပင်လယ်နယ်ရန်ကိုလည်းတည်ဆောက်ပြီးတက်ဆင်ခဲ့ပြီးဒါရီအောင်လုံးကိုပင်လယ်မြေနဲ့ပြင်ပြင်းပြ9မီတာထက်မှလှုပ်ဆောင်ခဲ့တာကပင်လယ်မြေတက်လာမှုကိုလက်ရောညှိတွေ့ပြောင်းလှုပ်ဆောင်တာပါဒါရီအောင်လုံးပြင်စိတ်ကန်းပက်ပက်လေကပင်လယ်ချမ်းပြင်းတွေကို National အောင်လှုပ်ဆောင်ခဲ့တာကြောင်းပူကြီးတဲ့တင်မောတွေကိုလွယ်တကူဝန်ဆက်စေခဲ့ပါတယ်ဒီလုပ်ငန်းတွေအားလုံးကစိတ်ကန်းကို2022ခုနှစ်မှာတရားဝင်စတင်လဲပတ်နိုင်ပြီးလုံးဝပြီးစီးခြင်းမရှိသေးပါဘူး။ ဒီစီမံကိန်းရဲ့အစိတ်နှစ်ကို2019ခုနှစ်မှာစတင်ခဲ့ပြီးဓာကပုံပုံများပြတဲ့မြေဖို့လုပ်ငန်းတွေပြင်ပိုကြီးတဲ့ပင်လယ်နိုင်ရန်တိစောက်တာကိုလည်းပါဝင်ပါတယ်။ထိသိမ်းစခန်းကိုလည်းဒီအစိတ်တွေတိစောက်နေပြီး2022ခုနှစ်အထိဆက်လက်လုပ်ဆောင်မှာဖြစ်ပါတယ်။နောက်တဲ့အစိတ်တွေကိုလက်ရှိစီစဉ်ပြီးတော့စီစစ်နေပြီးမယ်ပုံပုံများပြတဲ့မြေဖို့လုပ်ငန်းတွေနဲ့စိတ်ကန်းတစ်လျှောက်အလိုလျောက်စနစ်ဆက်လက်မိတ်ဆက်တာတွေပါဝင်မယ်ဆိုတော့ကျွန်တော်တို့သိနေပါတယ်။ အဆင့်တော့ကစိတ်ကဲဆန်းဆောင်ရီကိုနောက်တဲ့စိတ်ကဲနေရာတွေနဲ့စမတ်ကြတဲ့အခြေခံအဆောက်အအုံတွေနဲ့တူချဲဖို့မျှော်မှန်းထားပြီးအဆင့်လေးကတော့တူဘက်စိတ်ကံကိုလုံးဝအလိုလျောက်စနစ်စီကိုတွန်းအားပေးသွားမှာဖြစ်ပါတယ်။ဆန်းဆောင်ရီနဲ့မျှော်မှန်းချက်ဒီနေ့ဖေဖော်ဝါရီလမှာစိတ်ကဲဟာမှတ်တိုင်သေးတစ်ခုကိုရောက်ရှိခဲ့ပါတယ်။၂022ခုနှစ်စက်တင်ဘာလ၁ရက်နေ့မှာဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းတန်နစဲညီမလေးကွန်တေနာ၁၀တန်းကိုကိုက်တွင်နိုင်ခဲ့ပါတယ်။အယူအဆနိုင်ရှိရမယ်ဆိုရင်ပြီးခဲ့တဲ့နှစ်ကစင်ကာပူရဲ့လေပတ်နေစေစေကန်အားလုံးတူဝက်စေကန်ပါဝင်ဒီ USA တန်လီစေချိုကိုကင်တွယ်ခဲ့ပါတယ် 2S Mega စိတ်ကန်းကို2040ပြည့်နှစ်မှာပြည်စီဖို့ရည်မှန်းထားတာကြောင့်ဒီစိတ်ကန်းဟာပို့ပြီးတော့ကြီးမားလာတော့မှာပါလက်ရှိအချိန်မှာတော့ဒီစိတ်ကန်းဟာတင်မောစိတ်ကန်း71ခုရှိပါတယ်2040ပြည့်ရောက်2040ပြည့်နှစ်ရောက်ရင်စုစုပေါင်းတင်မောစိတ်ကန်း66ခုရှိပြီးဒီ US 65တန်းကိုကိုက်တွေ့နေဖို့မျှော်မှန်းချပါတယ်။လုံအောင်ပြီးစီးသွားတဲ့ခါမှာစိတ်ကန်းရဲ့ area က Los Angeles နိုင်ငံတကာလေးစိတ်နေပါရှိလာမှာပါ။ဤပညာတိုးတက်မှုများဒီစိတ်ကန်းဟာသူ့ရဲ့ကြီးမားတဲ့ရွယ်စားတစ်ခုတည်းကြောင့်ပဲအထင်ကြီးစရာကောင်းတာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာပထမဆုံးကျင်လုံးဝလူလျောက်လည်ပတ်တဲ့စိတ်ကမ်းဖြစ်လာဖို့အကောင့်တွေပေါ်နေတဲ့ခေမီနီးပညာတွေကြောင့်လည်းဖြစ်ပါတယ်။ဥပမာအနေနဲ့စိတ်ကမ်းထုခုတွေဟာ exoskeleton တွေတက်ဆင်ထားတာဖြစ်လို့ခက်ခဲတဲ့ရုပ်ပိုင်းဆိုင်ရာအလုပ်တွေကိုလုပ်ဆောင်နိုင်ပြီးအလုပ်သမားတွေလည်းဘေးကင်းလုံခြုံမှာပါ။ဒါပြင် AI မျက်နှာဖုံးတွေကစိတ်ကမ်းပစ္စည်းကိရိယာအထူးကူတွေကိုချုပ်ယွင်းနေတဲ့ထုတ်ကုန်တွေအတွက်အဝေးကနေအချင်းနဲ့တပင်းကြီးမြင်ကွင်းဆိုင်ရာကူညီတွေပေးနေပါလိမ့်မယ်။ကိုဒီနာဝင်းတွင်းမှာလေးလံတဲ့အရာတွေကိုမျှဖို့အတွက်စ စနစ်ထက်ဂရင်းအလိုလျောက်စနစ်တွေကိုအသုံးပြုနေပြီဖြစ်တယ်လို့စစ်ဆေးမှုတွေနဲ့တင်းမောကနေကန်းကိုပို့ဆောင်ဖို့အတွက်လူမဲ့ဒရုန်းတွေကိုလည်းအပေါ်စီးကနေရောရေပေါ်မှာပါပြန်တန်းဖို့အသုံးပြုသွားမှာပါစိတ်ကဲမှာအလိုလျောက်အင်ဂျင်နီယာတေယိုပို့ဆောင်ရင်ရှိမှာဖြစ်လို့အပေါ်ပြည်စည်းတွေကိုအလုပ်ယုံနေစီပို့ဆောင်နိုင်ပါတယ်ကွန်တိနာတင်ဆောင်ခြင်းနဲ့ချက်ကွန်တိနာတင်ဆောင်ခြင်းနဲ့ခြားကျေးလုပ်ငန်းစဉ်တွေ Trace Logs တွေကိုဖြုတ်ဖို့အတွက် Robot Letter တွေကိုလည်းအသုံးပြုသွားမှာပါနောက်ဆုံးအနေနဲ့အလိုလျောက်လမ်းညွှန်ရေးတွေကကွန်တိနာတွေကိုကွန်တိနာဝင်းကနေစိတ်ခံတရားစီ ရွှေပြောင်းရမှာကူညီပေးပါလိမ့်မယ်။ဒီလုပ်ငန်းစဉ်တွေအားလုံးကိုတူဝက်စေကန်ထိန်းချုပ်ရေးစင်တာကနေအဝေးကနေစီမံခန့်ခွဲသွားမှာပါ။ရည်ရွယ်ချက်ကတော့အရေးမြစ်တွေကိုလျှော့ချပြီးထုတ်လုပ်မှုကိုမြှင့်တင်ပို့တာမှာကစေကန်ဝန်ထမ်းတွေအတွက်ပိုကောင်းပြီးတော့ပိုလုံခြုံတဲ့အလုပ်ကံတွေဖန်တီးဖို့နဲ့နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ကျွမ်းကျင်မှုတွေကိုလည်းတိုးတက်စေဖို့ဖြစ်ပါတယ်။ဒေတာရင်းစီးပွားရေးနဲ့ရေရှည်တည်တက်မှု US ဘက်ကစိတ်ကန်းစီမံကိန်းဟာစင်ကာပူမှာရှိတဲ့တခြားဒေသခံကုမ္ပဏီတွေအတွက်လည်းအလုပ်ကံတွေဖန်တီးပေးနေပါတယ်။ဥပမာအားဖြင့်တော့ Site F Studio လို့ခေါ်တဲ့မြင်ကွင်းအထူးပြုအကျိုးသက်ရောက်မှုကုမ္ပဏီတစ်ခုဟာအင်ဂျင်နီယာတွေနဲ့ကရိန်းမောင်းသူတွေကို Virtual Reality အသုံးပြုပြီးတော့သင်ကြားပေးဖို့စီမံကိန်းနဲ့ပူးပေါင်းခဲ့ပါတယ်။ဒါပြင်ဒီစီမံကိန်းရဲ့ရွေးချက်ကအလောက်ကနေပုံပုံဖန်တီးပြီးတော့စီးပွားရေးကိုထိန်းသိမ်းဖို့တာမကတဘာဝပေါင်ရင်ရေရေတည်တက်မှုကိုပါအာရုံစိုက်ဖို့တည်းဖြစ်လာပါတယ်။ဒီဇယ်ဆိုင်သုံးဆက်တွေစားလျှက်စစ်ရင်တွေနဲ့ ပစ္စည်းကိရိယာတွေကိုအသုံးပြုခြင်းအပြင်ကာဗွန်ထုတ်လွှတ်မှုကို90ရာခိုင်နှုန်းထိရှော့ချနိုင်မှာပါဒူဘိစိတ်ကန်ဟာ2050ပြည့်နှစ်မှာကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိ net zero emission ဖြစ်အောင်ဆောင်ရွက်ဖို့ရည်ရွယ်ထားပါတယ်စိတ်ကန်ဟာနေအောင်ကြီးစွမ်းအင်ထုတ်လွှတ်နိုင်တဲ့အစိမ်းရောင်အဆောင်တွေတည်ဆောက်ဖို့နဲ့သူတို့ရဲ့စိတ်ကန်အဆောင်တွေအားလုံးရဲ့ရိုးရာစွမ်းအင်ဝင်အားကိုတည်တည်တသာရှော့ချဖို့လေးစီစဉ်ထားပါတယ်ဒါတွေအားလုံးဟာအလွန်ကောင်းမွန်တဲ့လာလာတွေဖြစ်ပေမဲ့ဒါကစင်ကာပူရဲ့အနာဂတ်နဲ့သူရဲ့ရေချောင်းကဏ္ဍအတွက်ဘာကိုဆိုးလို့ရလဲ ကျွန်တော်တို့အမြဲတမ်းမတွေးမိနိုင်ပေမဲ့ကွန်တေနာတင်ပို့တင်ပို့မှုဟာကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးရဲ့ကြီးမားတဲ့စိတ်ပိုင်းတစ်ခုပါတကယ်တော့ကုန်သွယ်မှုကုန်ပစ္စည်း80ရာခိုင်နှုန်းကျော်ကိုပင်လယ်ရေကြောင်းကနေတင်ပို့နေတာပါဒီအချက်ကတင်စင်းစားကြည့်လေလေပို့ပြီးတော့နားလေလေလေးပါဒါပင်လယ်စိတ်ကမ်းတွေကနိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးအတွက်ဘလောက်ရေးပါလဲပြသပါတယ်စင်ကာပူကကမ္ဘာတစ်ပတ်ကနိုင်ငံပေါင်း120ကျော်မှရှိတဲ့စိတ်ကမ်းပေါင်း600ခန့်နဲ့ချိတ်ဆက်ထားပါတယ် ရှိပီးသားစေကန်းတွေကိုတခုတည်းသောပို့ကြည့်ပြီးတော့ပို့ကောင်းတဲ့နေရာတခုတွေကိုပေါင်းစည်းခြင်းအပြင်မက်ဂါကွန်တိန်နာတွေကိုစောင့်ဝင်ဖို့မက်ဂါကွန်တိန်နာတွေကိုစောင့်ဝင်စေဖို့ပုံမွန်နိုင်ရှမ်းနယ်ပယ်လယ်ကျန်းမာရေးပါဝင်တဲ့ဒီအရေးကြီးတဲ့ကဏ္ဍကိုဆက်လက်တိုးတက်လို့ဆောင်ဖို့ ਨੇ သူတို့ရဲ့စီးပွားရေးကိုထောက်ပံ့မှုရည်ရွယ်ထားပါတယ်ဘလိုပဲဖြစ်ဖြစ်ပါ2040ပြည့်နှစ်မှာပြည်စည်းတဲ့အခါမှာဒွေးစေကန်းဟာ ဒီ US 65သန်းကိုကိုက်တွဲနိုင်ပါလိမ့်မယ်လက်ရှိကမ္ဘာအလုံးများဆုံးစိတ်ကန်းဖြစ်တဲ့ရှန်ဟားစိတ်ကန်းဟာလက်ရှိမှာတော့2စက်48သန်းကိုကိုက်တွဲနေပါတယ်ဒါပေမဲ့ပြည်သက်တွေရောဘယ်လိုထင်ပါလဲစင်ကာပူရဲ့မဂ္ဂစီမကဲအောင်မြင်ပါမလားအလိုလျောက်စနစ်တိုးတက်လာတာနဲ့ပတ်သက်ပြီးဘယ်လိုမြင်ပါလဲကိုမမပြောပေးခဲ့ပါဦး